မင်္ဂလာပါ Theology တလို့ဆာရဲ့ Morning Devotion Season ကနေကြိုဆိုပါရစေ။ဖျားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တည်းမှာလည်းဖဖျားသခင်ထံကကောင်းချီးမင်္ဂလာများစွာနဲ့ဒီနေ့တအားလုံးရှင်လန်းအားပြပြီးဘုံတော်ကိုထင်ရှားစေနိုင်သူများဖြစ်ကြပါစေ။ဒီချိန်မှာခနာလောက်ကိုယ်တိုင်ဖဖျားသခင်နဲ့အာရုံပြုပြီးဆုတောင်းကြရအောင်။ဖဖျားယေရှုတင်ပါ၏။ဒီနေ့မနက်ခင်းအတွက်ယေရှုတင်ပါတယ်။ အဖဗျာကျွန်တော်နှလုံးသားများကိုတိမှတ်တော်မူပါအတွေးခေါ်များကိုတိမှတ်တော်မူပါခံစားချက်များကိုတိမှတ်တော်မူပါကရရှင်လက်တော်ထဲသို့အံ့နံပါれကရရှင်ကိုယ်တိုင်ပြုပြင်မှာပုံသွင်းမှာကရရှင်နှစ်သက်သောအရာကိုနှစ်သက်တတ်သောသူကရရှင်အလိုတော်ရှိသောအရာကိုအလိုရှိတတ်သောသူဖြစ်စေဖို့ရန်အတွက်ဒီကနေ့ကျွန်တော်တို့ကို ပြုပြင်တော်မူပါပါပုံသွင်းတော်မူပါမာဇာတော်မူပါယေရှုတင်တဲ့တပါးသောတော်သခင်ယေရှုနာမနဲ့အစာပြုပါတဲ့ဖာပြသခင် ဒီနေ့မော်ရရှင်မာကုခရင်ဂျန်ခန်းကြီး17အငွေ22ကနေအငွေ24ကိုဖတ်ရှုဆင်ခြင်မှာဖြစ်ပါတယ်။ရှင်မာကုခရင်ဂျန်ခန်းကြီး17အငွေ22ကနေအငွေ24ဖြစ်ပါတယ်။ယေရှုကလည်းသင်တို့သည်ဖခင်ကိုယုံကြည်ခြင်းရှိကြလော့။ငါအမှန်ဆိုသည်ကအကျဉ်သူသည်ယုံမှသောစိတ်နှင့်ကင်း၍မိမိဆိုသည်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်ထိုတောင်ကို နေရာမှရွေးလော့ ပင်လည်း၌ကြလောဟုဆိုလျင်ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်ထိုကြောင့်ငါဆိုသည်ကသင်တို့သည် စုကျေးဇူးကိုရမည်ဟုယုံကြည်သော စိတ်နှင့်စုတောင်းသမျှတို့ကိုရကြလိမ့်မည်တမန်ကျမ်းစာအပြင်ဘုရားသခင်ပြင်ဆင်ထားတဲ့ကောင်းကြီးမင်္ဂလာတဲ့အပေါ်မှာတက်ရောက်ပြည့်စုံပါစေဒီနေ့မှလည်းကျွန်တော်တို့သခင်ယေရှုခရစ်တော်ကိုရောတိုင်းမိန့်ကြားထားတဲ့စကားကိုစင်ကြင်ခံယူကြဖို့ဖြစ်ပါတယ်အချင်းသူသည် ယုံမသောစိတ်နှင့်ကင်း၍မိမိဆိုသည့်အတိုင်းဖြစ်မည်ဟုယုံကြည်လျက်ထိုတောင်ကိုနေရာမှရွေ့လော့ပင်လယ်၌ကျလော့ဟုဆိုလျှင် ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မည်ဒါကသခင်ယေရှုခရစ်တော်ရဲ့စကားဖြစ်ပါတယ်တခင်ယေရှုခရစ်တော်စကားဖြစ်တဲ့အတွက်ကြောင့်မမားနိုင်ပါဘူးအကျွင်းမဲ့ယုံကြည်ခံယူအပ်တော်စကားဖြစ်တယ်လို့ကျွန်တော်ခံယူပါတယ်အတိဘယ်ကလည်းရှင်းပါတယ် ယုံမာသောစိတ်နဲ့ကင်းပြီးပြောတဲ့အတိုင်းဖြစ်မယ်လို့ယုံကြည်ခြင်းစိတ်ရှိရင်တောင်တလုံးလုံးကိုတော့အမိန်ပေးပြီးရွှေ့လို့ရမယ်အကဲွေးများတကယ်ပဲလူတယောက်ယောက်ကဒီမြေကြီးပေါ်မှာတောင်ကိုနေရာကနေရွှေ့ပြီးပင်လေတဲ့ကြောင့်အမိန်ပေးတာကိုတွေ့ရမယ်ဆိုရင်ကျွန်တော်တို့တွေဘယ်လိုဖြစ်ကြမလဲဒီကနေ့လိုခင်မျိုးမှဆိုရင်တော့ ဒီလိုလူကိုတလောကလုံးကတည်ပြီးသူ့လိုအစွမ်းအစာမျိုးကိုလိုချင်မိကြမယ်အားကြမိကြမယ်လို့ထင်ပါတယ်သခင်ယေရှုခရစ်တော်ရဲ့စကားအရဒီလိုတောင်းကိုအမိန့်ပေးပြီးနေရာကရွှေ့နိုင်ဖို့ရန်အတွက်လိုအပ်တာတစ်ခုပဲရှိပါတယ်ယုံမာသောစိတ်နှင့်ကင်း၍ယုံကြည်လျက်ပြောမယ်ဆိုရင်ရမယ်ဆိုပြီးဖြစ်ပါတယ်သခင်ယေရှုပြောသောစကားသည်တမန်တော်ဖြစ်ပါတယ် ယုံမာသောစိတ်နှင့်ကင်း၍ယုံကြည်လျက်ပြောရင်ပြောတဲ့အတိုင်းဖြစ်မယ်ဆိုရင်တကယ်ပဲယုံမာသောစိတ်နဲ့ကင်းပြီးပြောမယ်ဆိုရင်ဖြစ်လာမှာဖြစ်ပါတယ်ဒီအခါစဉ်းစားမိတာတခုကတော့ဘာလို့တယောက်ယောက်ကအမိန့်ပေးလိုက်လို့တောင်ကြီးတစ်ခုလုံးသူ့အလိုလိုနေရာကရွေ့သွားပါတယ်ဆိုတဲ့သတင်းမျိုးကိုမကြားရသေးတာလေကျွန်တော်ရိုးရိုးလေးစဉ်းစားမိတာတခုကတော့ငါပြောလိုက်ရင်တောင်ကြီးတစ်ခုလုံးနေရာကရွေ့သွားမယ်ဆိုပြီးယုံမာတဲ့စိတ်ကင်းကင်းနဲ့တန်တရားကင်းစွာနဲ့ ယုံကြည်ပြီးပြောတဲ့သူမရှိသေးလို့ပဲဖြစ်ပါလိမ့်မယ်။ငါပြောလိုက်ရင်တောင်ကြီးတစ်ခုလုံးနေရာကရွေသွားမယ်ဆိုပြီးတန်တရားကင်းစွာယုံကြည်ပြီးပြောမဲ့သူမရှိသေးလို့တောင်ကြီးတစ်ခုလုံးသူ့လူလူနေရာကရွေသွားပါတယ်ဆိုတဲ့သတင်းကျွန်တော်တို့မကြားရသေးတာဖြစ်တယ်လို့ကျွန်တော်စဉ်းစားမိပါတယ်။တကယ်မြင်နေရတဲ့တောင်ကြီးတစ်ခုလုံးတကယ်ရှိနေတဲ့တောင်ကြီးတစ်ခုလုံးရွေသွားမယ်ဆိုတာကိုတန်တရားကင်းယုံကြည်ခြင်းနဲ့အမိန်ပေးတဲ့သူ မရှိသေးပါဘူး။ ဘာလို့အဲ့ဒီလိုယုံကြည်ခြင်းမျိုးလူတွေမှာမရှိသေးတာလဲလို့မေးရင်တော့ဖျားသခင်ကမပေးလို့မရှိတာလို့ပဲကျွန်တော်မြင်မိပါတယ်။တမန်ကျမ်းစာရအဲ့ဒီလိုပဲနားလည်မိပါတယ်။ရှင်ပေတရုဩဝါဒစာဒုတိယဆောင်ခန်းကြီး1အငယ်1မှာမြတ်စွာသောယုံကြည်ခြင်းကိုရသောသူတို့အားကြားလိုက်ပါ၏ဆိုပြီးယုံကြည်ခြင်းနဲ့ပတ်သက်တဲ့သဘာဝတစ်ခုကိုပြောထားပါတယ်။မြတ်စွာသောယုံကြည်ခြင်းဆိုတာရတာဖြစ်ပါတယ်။ ကိုကအားထုတ်ပြီးတိဆောက်တယ်ဆိုတာထက် လက်ခံရရှိတဲ့အရာဖြစ်ပါလေယုံကြည်ခြင်းကယောမဩဝါဒစာကန်ကြီး၁၂အငယ်၃မှာလဲဖျားသခင်သည် လူအသီးအသီးတို့ဟာယုံကြည်ခြင်းကို ဝေပီးတော်မူသည်နှင့်အညီဆိုပြီးဖော်ပြပါတယ်စစ်မှန်တဲ့ယုံကြည်ခြင်းတန်တရားကင်းတဲ့ယုံကြည်ခြင်းဆိုတာဖျားသခင်ပေးမှရနိုင်တဲ့အရာတစ်ခုဖြစ်ပါတယ်ငါတို့စူးစမ်းအားထုတ်နိုင်လို့ယုံနိုင်တယ်လို့ထင်နေရင် တမန်တရားနဲ့လွဲနေပါလိမ့်မယ်။ကိုဘကစ조사အားထုတ်ပြီးယုံကြည်နိုင်တာလို့ထင်နေရင်တမန်တရားနဲ့လွဲနေပါလိမ့်မယ်။တန်စရာကင်းစွာယုံကြည်နိုင်ဖို့အတွက်ကိုဘသာကို조사လို့မရနိုင်ပါဘူး။ဘုရားသခင်ပေးမှရမှာဖြစ်ပါတယ်။တောင်တလုံးအရှိမသွားပြီးငါတန်တရားကင်းကင်းနဲ့ယုံကြည်နိုင်အောင်ကြိုးစားမယ်ဒီတောင်းဝန်နေရာကရွေးတဲ့အထိယုံကြည်ခြင်းရအောင်ကြိုးစားမယ်ဆိုရင်ယူတာယူသွားပါလိမ့်မယ်ရစရာအကြောင်းမရှိဘူးလို့ကျွန်တော်နားလည်မိပါတယ် ဘာဖြစ်လို့လဲဆိုရင်ယုံကြည်ခြင်းကဘုရားသခင်ပေးတဲ့လက်ဆောင်ဖြစ်ပါတယ်။ကျွန်တော်တို့ကြိုးစားပြီးမွေးထုတ်ဖန်တီးလို့ရတဲ့အရာမဟုတ်ပါဘူး။ဒါဆိုရင်ဒီကနေ့အထိဘုရားသခင်ကပါလို့တကယ်တောင်တလုံးကိုမြေကြီးတွေကြောက်တွေရှိနေတယ်တကယ်တောင်တလုံးကိုရွှေ့နိုင်တဲ့ယုံကြည်ခြင်းမျိုးဘာလို့လူတယောက်ယောက်ကိုမပေးသေးတာလဲ။မလို့အဲ့လိုမပေးသေးတာလို့ပဲကျွန်တော်မြင်မိပါတယ်။ဒီကနေ့ခရိယန်တိုင်းဝိုင်းတွေကြမှာ ယုံမာသောစိတ်နဲ့ကင်းပြီးယုံကြည်ခြင်းနဲ့အမိန်ပေးအမိန်ပေးဆိုပြီးယုံကြည်ခြင်းကို ကိုယ်ပါတာကို ဖန်တီးလို့ရတယ်လို့လို့ပြောကြတာတွေကြားရပါတယ်ဒါကအန်ရဲ့ကြီးတဲ့အရာတစ်ခုပါအဲ့ဒီလိုယုံကြည်ခြင်းကို ဖန်တီးလို့ရကြည်ဆိုရင် ကိုယ်ကိုကိုယ်ဖျားသခင်နေရာရအောင်ယုံကြည်အမိန်ပေးမဲ့သူတွေလောကကြီးထဲမှာအများကြီးရှိပါတယ်အကယ်၍လူတစ်ယောက်ယောက်ကတန်တရားကင်းစွာနဲ့ယုံကြည်စိတ်အပြည့်နဲ့သူကိုယ်သူဖျားသခင်ဖြစ်တယ်လို့ပြောရင် ဖြစ်လာမယ်လို့သင်ထင်လားဘလို့မှဖြစ်နိုင်စရာမရှိပါဘူးဘလောက်ပဲစေချလက်ချရေကိုကိုကိုဖရာသခင် ဖြစ်ပါရဲ့လို့ပြောနေပါစေဖြစ်လာနိုင်စရာမရှိပါဘူးဘလို့ဖြစ်လာနိုင်စရာမရှိဘူးလဲဆိုရင်ကျွန်တော်နားလေတာကတော့ကိုကိုကိုဖရာသခင် ဖြစ်တယ်လို့တန်တရာကင်းကင်းယုံကြည်နိုင်စွမ်းဘသူမှမမရှိနိုင်ပါဘူးဘယ်လူမှမြေကြီးပေါ်မှာရှိနေတဲ့ဘယ်လိုလူမှ ကိုကိုကိုငါက ကိုးကွယ်ခံတိုက်တဲ့ဖန်ဆင်းရှင်ဘုရားသခင်ဖြစ်ပါれလို့တန်တရားကင်းစွာယုံကြည်နိုင်စွမ်းရှိနိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒီကနေ့ဆင်ခြင်ပြီးတဲ့အရာကိုပြန်ပြောပြရမယ်ဆိုရင်တော့သခင်ယေရှုခရစ်တော်ရဲ့စကားတော်အရယုံမှားသောစိတ်နဲ့ကင်းပြီးယုံကြည်မယ်ဆိုရင်တော့တောင်းကိုအမိန်ပေးပြီးနေရာကရွှေ့နိုင်မယ်။ဒါသမာတရားဖြစ်တယ်။ကျင်းသေးတယ်။ယုံမှားသောစိတ်နဲ့ကင်းပြီးယုံကြည်မယ်ဆိုရင်တော့မဖြစ်နိုင်တာပါမှမရှိဘူး။ပြောရင်ပြောတဲ့အတိုင်းပြန်မှာဖြစ်တယ်။ ယုံမှားသောစိတ်နဲ့ကင်းပြီးယုံကြည်နိုင်ဖို့အတွက်ကတော့အဖဖရာသခင်ကယုံကြည်ခြင်းကိုပေးမှဖြစ်နိုင်မှာဖြစ်ပါတယ်။ကိုယ်စိတ်ထင်တဲ့ကိုဖြစ်ချင်တာတွေအကုန်ဖြစ်လာဖို့ယုံကြည်ခြင်းကိုဖန်တီးယူလို့မရပါဘူး။လိုက်အမိန်ပေးနေလို့မရပါဘူး။ဗဇက်ကရှောက်ပြောတိုင်းပြည့်စုံလာမှာမဟုတ်ပါဘူး။ဖရာသခင်ပေးတဲ့ယုံကြည်ခြင်းနဲ့ပြောတဲ့အရာကသာလျှင်ပြည့်စုံလာမှာဖြစ်ပါတယ်။ဒါဖြင့်တမန်တော်ရောက်ကြည့်တဲ့အခါအဖဖရာသခင်ကယုံကြည်ခြင်းကိုပေးတဲ့အခါမှာနှုတ်ကပတ်တော်အပြင်ပေးပါတယ်။ နှုတ်ကပတ်တော်ကိုကြားပြီးလက်ခံခြင်းအပြင်ယုံကြည်ခြင်းက ဖြစ်တည်ပါတယ်စစ်မှန်တဲ့ယုံကြည်ခြင်းဖြစ်တည်လာဖို့ရန်အတွက်လဲစစ်မှန်တဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုခံယူကြားနာနားထောင်ဖို့လိုအပ်ပါတယ်စစ်မှန်တဲ့ယုံကြည်ခြင်းနဲ့အမိန်ပေးနိုင်ဖို့ရန်အတွက်ဘုရားသခင်ပြောတဲ့စကားကိုအရင်ကြားဖို့လိုပါတယ်ဒီနေ့ကျွန်တော်တို့ရဲ့နေစဉ်သက်တာမှာတောင်တလုံးလိုပဲခိုင်ခိုင်မာမာအမြင့်ဆွဲနေတဲ့အနှောက်အယှက်ဖြစ်စေတဲ့အရာတွေရှိနေရင်လေပထမဆုံးသတိရပါအ တကယ်သာယုံကြည်ခြင်းရှိရင်ဒီအနှောက်ရှက်အခက်ခဲကိုအမိန်ပေးပြီးနင်ထုတ်နိုင်မှာပါတကယ်ယုံကြည်ခြင်းရှိဖို့ကလည်းဘုရားသခင်ပေးရင်ဖြစ်နိုင်ပါတယ်ဘုရားသခင်ကလည်းတမန်ကျမ်းစာအပြင်သင်ယုံကြည်ခြင်းကိုစစ်မှန်စွာကြီးထွားစေဖို့ရင်လမ်းပြင်ဆင်ပေးထားပါတယ်ဒါကြောင့်တကယ်ပဲတမန်တရားနှုတ်ကပတ်တော်ကိုဖတ်ရှုဆင်ခြင်နားထောင်ပြီးဘုရားသခင်စကားကိုကြားပြီးအဖဘုရားသခင်ကိုတကယ်အားကိုးမယ်ဆိုရင်ရွှေတဲ့တောင်ကိုရွှေ့နိုင်စေဖို့ တန်တရားကင်းတဲ့ယုံကြည်ခြင်းမျိုးတင်ကိုဘုရားသခင်ပေးပါလိမ့်မယ်။ဒီခေါက်တော့ပြန်ပြီးပြောကြပါမယ်။နှုတ်ကပတ်တော်ကိုဖတ်ရှုစင်ခြင်းနားထောင်ပြီးအဖဘုရားသခင်စကားကိုကြားပြီးအဖဘုရားသခင်ကိုအားကိုးတဲ့အခါမှာရွှေတင်တဲ့တောင်ကိုရွှေနိုင်စေဖို့တန်တရားကင်းတဲ့ယုံကြည်ခြင်းမျိုးတင်ကိုဘုရားသခင်ပေးပါလိမ့်မယ်။ယုံကြည်ခြင်းဖြစ်လာပြီဆိုရင်တော့အမိန့်သာပေးလိုက်ပါ။တောင်တစ်လုံးတော့မှနေရာမှာဆက်ရနေနိုင်မှာမဟုတ်ပါဘူး။ခဏလောက်အစကန်းနဲ့ဆူတောင်းရအောင်။ ဖဖရာသခင်ယေရှုတင်တယ်ခရစ်ရှင်တမန်တရားနဲ့တူ၍ဖြစ်တော်မူပါခရစ်ရှင်တမန်တရားနဲ့တူ၍မွေးလျော်တက်စီတော်မူပါခရစ်ရှင်ဖဖရာသခင်ကိုရရှင်ကိုအမိပြုတက်စီတော်မူပါခရစ်ရှင်အလိုတော်ရှိသောယုံကြည်ခြင်းနဲ့ဆုံးလင်းစီတော်မူပါခရစ်ရှင်ဘုန်းတော်ဖို့အရာရာကိုအသုံးပြုတက်စီတော်မူပါဖဖရာယေရှုတင်တယ်ယေရှုတင်တယ်ယေရှုတော်ချီးမွမ်းတဲ့တပါးတော်တော်သခင်ရှင်နာမနဲ့ဆုတောင်းဆက်ကအနမရဖဖရာအာမင်